ောရုံးချင်းကြီးကိုရအောင်မမင်္ဂလာပါနေကောင်းချမချမ်းသာကြပါသေးအင်္ဂလန်ပရီးမီးယားလိပွဲစဉ်6ပွဲရွေးချယ်ထားပါတယ်ဗောနော်ဒါကတော့ကျွန်တော်ဘုတ်တပူညမှာကမ်မက်ပွဲစဉ်နဲ့ဘုံမောက် Aswich Brighton Aston Villa Man City Leicester Newcastle Brentford Southampton နဲ့ Crystal Palace Liverpool နဲ့ Everton တို့ပွဲစဉ်တွေဖြစ်တယ်ဗောနော်ပထမဦးဆုံးအနေနဲ့တော့ဘုံမောက်နဲ့ Aswich တို့ပွဲစဉ်ကိုပွဲကျွတ်တုံးတာပြေးပါမယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body G ကတော့ဘုံမောက်တလုံး90ရှုံး ကိုပေါင်းတောင်းလုံးတောင်းဆိုင်ရှောင်းမှာခပ်ပြင်းပြင်းဖွင့်တာတွေ့ရတယ်ပေါ့နော်။ဒါတွေကတော့စတင်ကြီးတွေဖြစ်ပါတယ်။ဆရာမှာကြည့်မယ်ဆိုဘုံမောက်ကအဆင့်30မှာရှိတယ်44မှာ။အဲ့ဆွေကတော့ကျွန်တော်တို့အဆင့်18မှာရှိရ18မှာပေါ့နော်။သူ့အပေါ်မှာဘူးရှိမှာပေါ့နော်26မှာကိုမှကွာအပေါ်အောက်ပေါ့နော်။ဒီနှစ်တင်းရဲ့ပထမအကြော်တော့ဆော့ခဲ့တာတော့ဘုံမောက်က21ဆိုတဲ့ရလနဲ့အဆွေကွေးမှာနိုင်ခဲ့တာတွေ့ရတယ်ပေါ့နော်။ လက်ရှိဘုံမောက်အတင်းရဲ့ကာရဖောင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ပြန်ပွဲဆောင်ပေါ့နော်ပြန်ပွဲဆောင်ကာရဖောင်တွေကြည့်မယ်ဆိုရင်လုံးဝမကောင်းပါဘူးပရီးမီးယားလိမ့်မှာကြည့်မယ်ဆိုရင်တပွဲနိုင်တပွဲတည်သုံးပွဲအောင်ရှုံးထားတာနိုင်ထားဆိုစောက်ထဏအောင်နိုင်ထားတယ်ဗျာတည်ကြတာစဖားကိုတည်ကြတယ်ရှုံးတာဘူးကိုရှုံးတယ်ဘရိုက်တန်ကိုရှုံးတယ်ဘရန်ဖို့ကိုရှုံးထားပါတယ်ဂိုးတွေတွင်ထားတာတော့တွေ့ရတယ်ပေါ့နော် S switch အသင်းရဲ့လက်ရှိကာရာဖောင်ချိမှဆိုရင်တော့တပွဲစီ၄ပွဲရှုံးသူလည်းအတူတူပါပဲဂိုးတွေရတယ်ဂိုးတွေပြန်ပေးတယ်ပေါ့ဗျာဒီနှစ်သင်းရဲ့ head to head ကိုချိမှဆိုလို့ရှိရင်တော့ premier league မှာတစ်ချိန်မှရှိတယ်ဒါပထမအကြော2ဝန်းနိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်နောက်ထပ် head to head တွေကတော့ကျွန်တော် championship မှာသူတို့၄ချိန်တွေ့ထားတယ်၄ချိန်လုံးတည်ကြထားတယ်တွေ့ရတယ်ပြန်လည်ဂိုးတွေထည့်ထားတယ်တွေ့ရတယ်ပေါ့နော်ဒီနှစ်ပွဲစဉ်မှာဖွင့်ထားတဲ့ body ကတအားကိုပြင်လို့နေပြန်ဒါဒီချေးတွေတကယ်ဆို liverpool တို့ဘာလို့ပေးတဲ့ body ကြီးတွေပေါ့ဗျာလီဘာဘူးတို့ဘန်ယန်တို့ဒီလိုပေါ့နော်ဒီလိုအသင်းကြီးတွေကပေးတဲ့ကြီးဖြစ်နေတာတွေ့ရပါတော့နော် switch ကတကယ်ပဲတအားညံ့နေလားဆိုညံ့တာတော့မှန်တယ်ဒါပေမဲ့ဒီအသင်းမှာ tight fit ကကောင်းတယ်ဘူးတကူရနိုင်တယ်ဆွမ်းရှိရပေါ့နော်တခါလေတို့မထင်မထင်သလိုအဝေးကွက်မှာတထထကောင်းတာလည်းတွေ့ရတာပေါ့နော်ကုလဟန်ပေါ့နော်ဒါကျွန်တော်တို့ဘူးလိုအသင်းတွေတို့အနိုင်ရထားတယ်ပေါ့နော်မန်ယူဆိုရင်အပြန်အလှန်ဂိုးတွေထည့်ရမှာပေါ့နော်ဒီလိုလေပေါ့နော်တို့ဆော့ဆော့နိုင်တာတွေ့ရတယ်ပေါ့နော် ဒီပွဲစဉ်ရနိုင်ဂျီးယားနှုန်းကတော့ဘောမောက်အတင်80ရာခိုင်နှုန်းကျွန်တော်ထင်တယ်ဘောမောက်ကအင်းဝင်း30ရှုံးထားလို့ဒီဒီ body ကြီးပေးထားလို့ပဲထင်တယ်ပေါ့နော်လီဗာပူးဟူဘရန်ဖို့ဆိုမှာ30အင်းဝင်းရှုံးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဝိုင်းစ်ဘက်ဂျီးလေးကိုကြည့်မယ်ဆိုလို့ရှိရင်နော်ဝိုင်းစ်ကဖွင့်ထားတဲ့ boosting score yes ကို1900ပေးထားတယ်နှုန်းကိုတော့ကျွန်တော်တို့1000လောက်ရင်နှဆပေးထားတယ်ပေါ့နော်မိနစ်60အတော်ထဲမှာအနည်းဆုံး3လောက်ဖြစ်မှာ5ပေါင်းကြီးဖွင့်ထားတယ်ပေါ့ဗျာ မိနစ်60တော်တော်မှာဘောမောက်အတန်းအနည်းဆုံးကျွန်တော်နှလုံးတော့ထည့်မယ်ဆိုတဲ့ခြေဖွင့်ထားတယ်။မိနစ်60တော်တော်မှာ switch ကတခုပဲရမယ်ပေါ့ဗျာ2-1လောက်နဲ့ပြီးမယ်ဆိုမှာပေါ့နော်ကျွန်တော်အနေနဲ့ကျွန်တော်အချံပေးချင်တာပေါ့နော်9ပေါင်းအပေါ်ထိုးဖို့ကျွန်တော်အချံပေးချင်တယ်ဗျာဒီပွဲစဉ်မှာပေါ့နော် switch ကလည်းအတိုက်ပြန်ဆော့တဲ့အတန်းဘောမောက်ကလည်းအတိုက်ပြန်ဆော့တယ်ပေါ့နော်နှစ်တလုံးနောက်တားနေလည်းမကောင်းကြဘူးဆိုတော့ဒီပွဲစဉ်မှာ goal ball ဖြစ်ဖို့များနေတယ်ပေါ့နော် body မှာတကယ်လို့ကျွန်တော်တို့ ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာကျွန်တော်တို့တအားပြင်းတယ်လို့ထင်တယ်ဗျာဒါပေမဲ့ဘုံမောက်ဘက်မှာလည်းလူတွေကတော့တအားဆုံးလာနိုင်တယ်ဗောနောနှလုံးပြတ်မှမပြတ်ဘူးဆိုတော့ကျွန်တော်တစ်ချက်ဆောင်ကြည့်ရမယ်ဗောနောဟိုတောက်လျှောက်ရှုံးနေတာဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာဗောနောအာ body မှာကျွန်တော် switch ကိုပါပါလေးထိုးကြည့်စေချင်တာဗောနောအများကြီးမလောင်းကြည့်စေချင်ဗောနော switch body ဘုံမောက်နိုင်လိုက်လဲကြီးမအောင်ဘူးလို့ကျွန်တော်ထင်တယ်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ brighton နဲ့ aston villa ရောပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာတော့ brighton level 90နဲ့ goal 3039ပေးထားတယ်ဗောနော ဘက်တန်အတင်းကအဆင့်0.49မှာနယူကာဆယ်49မှာမန်စီးတီး48မှာပေါ်နဘရိုက်တန်ကတော့ကျွန်တော်ယူရိုပါကွန်ဖရင့်စ်လိပ်ယူရိုပါလိပ်ညလင်းချက်တွေရှိပြပေါ်နအက်စတွန်ဗီလာအဆင့်9မှာရှိရ45မှာပေါ့ဗျာဒီနှစ်တင်းရဲ့ပထမအကြော်ကဆော့ထားတဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်တူတူဆိုတဲ့ရလာနဲ့ပြီးထားတာတွေ့ရတယ်ဒါဗီလာကွင်းမှာပေါ့ဗျာလက်ရှိကျွန်တော်တို့ဒီ Brighton ရဲ့ Carabao Premier League 5ပွဲကိုကြည့်မယ်ဆိုရင်၄ပွဲနိုင်တစ်ပွဲသိပြီပေါ့နော် ဒါ Chelsea clean sheet စောက်တနံ clean sheet ပေါ့ဘုံမောက်2-1 Fulham 2-1 Man City 2-2ဆိုမှဆော့ထားတွေ့ရတယ်။ကြားရမှာတော့သူတို့ Forest နဲ့ FA Cup ဆော့ခဲ့တယ်ပေါ့ဗျ။ Penalty အဆုံးဖြတ်နဲ့ရှုံးခဲ့တယ်။ Aston Villa ရဲ့လက်ရှိကာရဖောင်၅ပွဲကိုကြည့်မယ်ဆိုရင် Villa အသင်းကတော့ Premier League မှာဆိုလို့ရှိရင်တော့9ပွဲနဲ့9ပွဲတည်းတပွဲရှုံးထားတယ်။ Villa အသင်းကလည်းတကယ်ဆော့ရဆိုတော့ဂိုးတွေပြန်ပြန်ပေးထားတာမျိုးတွေ့နေရတယ်ပေါ့နော်။ ပြလာတဲ့ရတဲ့ဂျာယာမှာကျွန်တော်တို့ဒီ FA Cup ဘောနော Present တင်းနဲ့ဆော့ခဲ့တယ်ဘောနော Away Win ပွဲစဉ် Quarter Final ဒီပွဲစဉ်မှာသူတို့3-0နဲ့နိုင်ထားတယ်ပြလာတဲ့ရနောက်ဆုံး9ပွဲဆက်ဘောနော Show မရှိသေးပါဘူး Cardiff Club Brugge ဘောနော Brentford Club Brugge ဘော Pin Preston ဘောနော Dow Show သူတို့လည်းခြေပန်းနဲ့ပြန်ထားတာတွေ့ရတယ်ဘောနော Dinatin ya head to head မှာကြီးမှာဆိုရင်နောက်ဆုံးဆော့ခဲ့တဲ့9ချိန်ကြီးမှာဆိုရင် Aston Villa အသင်းက အက်စတိုမီလာတင်းက3ချိန်နိုင်ထားတယ်။တချိန်ကဘရိုက်တန်နိုင်ထားတယ်။တချိန်ကတော့တည်ရချထားတာတွေ့ရတာပေါ့နော်။ဒီပွဲစဉ်ရနိုင်ဂျီယာနှုန်းတွက်ထားတာတော့ဘရိုက်တန်49ရာခိုင်နှုန်းဒီလာ37ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရပါတယ်။ဝိုင်းစက်ပေါက်ချီတွေကိုကြည့်မှဆိုရင်ဝိုင်းစက်မှာတော့ boating to score yes ကိုရမှဆိုရင်1000လောက်ရင်ကျွန်တော်900ရမယ်။ no ရမှဆိုရင်900ကျွန်တော်ရမှာပေါ့နော်။မင်းက90ဒေါ်လာမှာဖြစ်မှာဂူပေါင်းကြီးအနည်းဆုံး3လောက်ထိခဲ့မှာဆိုတော့ခြေဖွင့်ထားပါတယ် Brighton အသင်းကတော့အနည်းဆုံး၅လုံးလောက်ထည့်မယ်ဆိုတော့ကြေဖွင့်ထားတယ်။ Aston Villa အသင်းကတော့အနည်းဆုံး၅လုံးလောက်ထည့်မယ်ဆိုတော့ကြေဖွင့်ထားတယ်။နောက်2-2မဟုတ်ရင်2-1အဲ့လိုတဲ့ဘောမျိုးမှာပဲ။ဒီပွဲစဉ်မှာလက်ရှိကျွန်တော်ကာရာဖောင်ကြည့်မယ်ဗျာ။နှစ်သင်းလုံးတအားကောင်းနေမှန်းတယ်။ဒီပွဲစဉ်မှာကျွန်တော် Boateng to score yes ဆိုတာထိုးဖို့အကြံပေးနေတယ်ဗောနော်။ပြီးရင်ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်။ Body ထိုးချင်တယ်ဆိုရင်တော့ Aston Villa Body ရိုက်ကြည့်ဖို့ဗျာ။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Man City နဲ့ Leicester City ပေါ့နော် Man City ကနှလုံးသက်ရေကိုးပေါင်း390ရှုံးတော့မှဖွင့်ထားပါတယ် မန်စီးတီးကဒီရာသီမှာ တော်တော်လေးဆွဆွဝါးဝါးဖြစ်နေတယ်ပေါ့နော်လက်ရှိတော့သူတို့ဇယားမှာအဆင့်9မှာရှိတယ်48မှာဒီရာသီ6ပွဲတောင် ဆုံးထားတယ်ပေါ့ဗျာတိုက်စစ်ကလည်းဟာလန်အလုံးမဖြစ်ဘူးဖြစ်နေတယ်ဖန်နဒီကဝင်အောင်မကန်နိုင်ဘူးပေါ့နော်လက်စစီးတီးကတော့တန်းဆင်းပြီလို့တော့ပြောလို့ရအောင်အဆင့်19မှာရှိတယ်ဗျာရာကူ25ကိုပေးကူ65ကိုတော်တော်လေးဆွဆွဝါးဝါးဖြစ်နေတယ်ပထမအကြောတော့ကတော့မန်စီးတီးက2-0ဆိုတဲ့ရလာနဲ့လက်စတာကွဲမှာနိုင်ရတယ်ပေါ့ဗျာ လက်ရှိမန်စီးတီးအသင်းရဲ့ကာရာဖောင်၅ပွဲကိုချိန်မဲ့ဆိုရင်၅ပွဲနိုင်၃ပွဲတည်၅ပွဲရှုံးထားတယ်ပေါ့နော်လက်စတာစီးတီးရဲ့ကာရာဖောင်ချိန်မဲ့ဆိုလို့ရှိရင်လက်စတာစီးတီးရဲ့နောက်ဆုံးကျွန်တော်၅ပွဲဆက်ရှုံးထားပါတယ်အဲ့ဒီ၅ပွဲတော့မှဂူမတွင်းထားပါဘူးဗျာဂူမတွင်းနိုင်တဲ့အသင်းတိုက်စစ်တာမကောင်းပါဘူးဗျာတော်တော်လေးဆွဆွဘွားဖြစ်ရတယ်ဆိုလက်ရှိ head to head အနေထားကိုကြည့်မှာဆိုနောက်ဆုံးတွေ့ကြတဲ့၅ချိန်လုံးမှာကျွန်တော်တို့ မန်စီးတီးရဲ့တင်းအတာစီးရထားတာတွေ့ရပါတယ်ပွဲတိုင်းလိုလိုအတာစီးရထားပါတယ်နော်ဒီပွဲစဉ်မှာမန်စီးတီးတေချာပေါက်နိုင်မယ်ဆိုတဲ့ခြေကိုမန်စီးတီးတဲ့တင်းထရပဲနိုင်ချေရအောင်93ရာခိုင်နှုန်းဆိုမှတော့မှဖွင့်ထားပါတယ်ပြီးထားတယ်ဗောဗျာမန်စီးတီးတေချာပေါက်နိုင်မယ်ဒီပွဲကိုနိုင်အောင်တန်နိုင်မယ်ဗောနော်ဒီစကောရဆိုင်မှာဆိုရင်100ရရမယ်노ရမယ်ဆိုလဲ100ရရမယ်မင်းက90တော်တယ်မှာအနည်းဆုံး၄လုံးလောက်ဖြစ်မှာဆိုတော့ခြေဖွင့်ထားပါတယ်။မန်စီးတီးတည်င်းထက်ရပဲ၃လုံးကနေ၄လုံးထိထက်မှာဆိုတော့ခြေဖွင့်ထားတယ်။လက်စတာကတော့ ကိုတကူရဖို့တော့တော်တော်လေးရောင်းကန်ရမယ်ဆိုရင်အခြေဖွင့်တတ်ပါတယ်။တံပေါ်လုံးကတော့အများကြီးအလုံးပဲပဲဗျာ။ဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တို့မထင်ဘူးလက်စတာစီးတီးကတော်တော်လေးကိုညံ့တာဗျာ။ဒီပွဲစဉ်မှာတော့ကျွန်တော်ဘော်ဒီမှာမန်စီးတီးပဲခြိုက်တယ်ပြီးရင်ဂိုးပေါင်းအပေါ်ခြိုက်တယ်ဗျာ။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့နျူကာဆယ်နဲ့ဘရန်ဖို့တို့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲကတော့နှစ်သင်းလုံးတိုက်ခင်ကောင်းတယ်ပေါ့နော်။ပထမလေးကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီပွဲစဉ်မှာနျူကာဆယ်အသင်းကတလုံး59ပြေးထားတယ်ပေါ့နော် ူပေါင်းကြီးက340ရှောင်းကမှဖွင့်ထားပါတယ်။မြူကဆယ်ကတော့အဆင့်6မှာရှိတဲ့48မှတ် Grand Pho ကတော့အဆင့်7မှာရှိတဲ့42မှတ် Grand Pho ကတော့တန်းစင်းဆောင်ကလွတ်သွားပြီဗောဗျာ။သူတို့မှာဘာမှအနောင်ဖက်ပြပိုင်းမရှိတော့ဘောနော်။ဒါပေမဲ့မြူကဆယ်ကတော့ချန်ပီယံလိဝင်ခွင့်တနေရာယူရိုပါလိတနေရာဝင်ခွင့်အတွက်သူတို့မှာမျောလင်းချက်တွေများရှိရဗောနော်။ကျွန်တော်ဒီလိုမြင်မိပါတယ်။ဒီနေ့တင်ရပထမအကြော်တော့ကစောရတာကြည့်မှဆိုရင် brand ဖို့က42ဆိုတဲ့ရာလန်းနဲ့နိုင်ထားတယ်ပေါ့နော် DRDD နဲ့တင်းရနှစ်ချိန်တွေးထားတယ်ပေါ့နော် EFL Cup မှာတစ်ချိန်တွေးတယ် Premier League မှာတစ်ချိန်တွေးတယ်နှစ်ချိန်လုံးကိုကြာထားတာလည်းတွေးရတယ်ပေါ့နော်လက်ရှိ Newcastle အသင်းရဲ့ Carabao 5ပွဲကိုကြီးမဲ့ဆိုလို့ရှိရင်တော့9ပွဲနိုင်3ပွဲရှုံးထားတယ်ပေါ့နော်ရှုံးထားတဲ့အသင်းတွေက Fulham ရှိမယ် Man City ရှိမယ် Liverpool ရှိမယ်ပေါ့နော် Brentford အသင်းရဲ့လက်ရှိ Carabao 5ပွဲကြီးမဲ့ဆိုလို့ရှိရင်တော့ Brentford အသင်းကတော့3ပွဲနိုင်2ပွဲပြေး2ပွဲရှုံးပေါ့နော် ရန်ဖူကတော်တော်လေးတည်ငြိမ်လာတာမျိုးနဲ့တွေ့ရတယ်နော်ဝက်ဆမ်လက်စတာကလင်းရှင်းထားတယ်ဗျဘုံမော်တော့တူဝမ်းနဲ့နိုင်ထားတယ်အဗာတန်ကိုတည်ဆော့မှာအက်စတရမီလာကိုအိမ်ကွင်းမှာဝမ်းကြီးနဲ့ရှုံထားတွေ့ရဖို့အတင်းကအဝေးကွင်းမှာဆိုနောက်ဆုံး၅ဘွဲ့ဆက်လုံးဝမရှုံထားဘူးပေါ့နော်ငါဘွဲ့ဆက်လုံးဝမရှုံထားပါဘူးကျွန်တော်ကလင်းရှင်းတောင်းချင်ရယူထားတယ်ပေါ့နော်ဒါဝေးကွင်းကာရာဖောင်ကိုပြောတာပါလရှိနေတဲ့တင်ဟက်တူဟက်ကိုကြီးမှဆိုရင်သူတို့တွေ့ခဲ့တဲ့နောက်ဆုံးပရီးမီးယားလိ9ချိန်မှာဆိုလို့ရှိရင်နျူကာဆယ်အသင်းက ဒီချိန်နဲ့ထားတဲ့တချင်ကတော့ brand phone နဲ့ထားတာတွေ့ရတာပေါ့နော်ဒီနှစ်တရနိုင်ဂျီယာနောက်မှာ new ka 59 brand phone က43ရာခိုင်နှုန်းပေးထားတာတွေ့ရတယ်ဒီတလုံး90နိုင်ဂျီယာပေါ့နော်နည်းနည်းခက်ခဲတယ်ဗျာဒါမျိုးဂျီယာပေါ့ပေါ့နော်ဒါမျိုးဂျီယာပေါ့ပေါ့ခက်ခဲတယ်တရေတစ်ပေါင်းရှိတယ်ပေါ့နော်အာ body ဘူပေါင်းဂျီယာလည်း340ရှုံးပေါ့နော်နှစ်တလုံးနဲ့ attacking ကောင်းတယ်ပေါ့ဗျာ brand phone ကလည်း goal တွေပေးတာပေါ့နော် ဒီမှာကျွန်တော်ဘိုတီနူစကွာရက်ဆရမယ်ဆိုရင်450ရမယ်နိုးရိုက်မယ်ဆိုရင်နဆဝယ်ပေးထားတယ်ဒီပွဲစဉ်မှာတေချာတယ်ဘိုတီနူစကွာရက်ဖြစ်ဖို့များတယ်ပြီးလို့ရှိရင်မင်းက90တော်တယ်မှာအနည်းဆုံး၄လုံးလောက်တိဖြစ်မယ်ဆိုတော့ခြေဖွင့်ထားတယ်၃လုံးနဲ့၄လုံးကြားတယ်ပေါ့ဗျာညူကဆက်အတင်းကအနည်းဆုံး၅လုံးလောက်တော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားပါတယ်ဂရန်ဖို့အတင်းကတော့အနည်းဆုံး၁လုံးလောက်ပေးရမယ်ဆိုတော့ခြေဖွင့်ထားတယ်2 1 2 1ဆိုရင်ဘော်ဒီဂျေးအောင်မှာဂူပေါင်းဂျေးတည်မယ်ဘော်ဒီဂျေးတော့တော့ပေးရမှာပေါ့နော်ဒါကျွန်တော်တစ်ချက်စဉ်းစားရမယ် လက်ရှိ brand ဖို့ရကာရာဖောင်းအဝေးဝင်၅ဘက်ရှောင်းမရှိဘူး new castle လည်းအိမ်ဝင်ဆိုရင်တော်တော်လေးမှန်မှန်ထန်ထန်ကစားတတ်တယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော် new castle body ရွေးချယ်ပေးခြင်းနဲ့ဗျာ new castle ကျွန်တော်နည်းနည်းလေးရင်ပြပါဗောနော် new castle လက်ရှိအမှတ်ပေးစရာအနေထားရဗောနော် new castle body ကြတယ်ဗောပင် brand ဖို့ကလည်းအဝေးဝင်တော့၅ဘက်သက်နိုင်ထားတယ်ဗောနော်ဒီတော့ချိန်တော့ကြာမလို့ထင်တယ်ဗျာပွဲစဉ်တစ်ပွဲကတော့လီဗာပူးနဲ့အဘာတန်တို့ပွဲစဉ်ဖြစ်ပါတယ်ဒီကတော့ ဓာဘီပေါ့ဓာဘီပွဲစဉ်ပေါ့ဗျာဒီမှာဘူးအတင်းက360ရှောင်း9ပေါင်း390စားဆိုတာပြေးထားတာပေါ့နော်ဆိုလီဗာဘူးကတော့ကျွန်တော်ဒါ EFL Cup Final မှာပေါ့နော်ဒါ Newcastle ရှောင်းထားတယ်ပေါ့ဗျာအတော်လေးဆိုးဆိုးပေါ်မှာရှောင်းထားတာတွေ့ရပါတယ်လက်ရှိဒီဇယားအနေထားမှာဆိုလီဗာဘူးအဆင့်1ရမှ90ရထားတယ်အဲမှာတန်း34မှာပေါ့နော် ီနေ့တင်းရဲ့ပထမအကြောင်းစီးစီးကြထားတာတွေ့ရတယ်ပေါ့နော်ဒါပြပါတန်ကွဲမှာဒီနေ့တင်းရဲ့ပထမအကြောင်းမှာတော့အပါနံကွဲမှာတူတူကြထားတာတွေ့ရတယ်လက်ရှိလီဗာပူးကတင်းရဲ့ကာရာဖောင်၅ဘွဲကိုချိန်မှဆိုရင်၄ဘွဲနိုင်တဲ့ဘွဲတည်ရေပေါ့နော်ဒီဘာပူးကလည်းခုနောက်ပိုင်းတွေမှာဂိုးတွေပြန်ပြန်ပေးနေတာမျိုးတွေ့ရတယ်ပေါ့နော်ပြပါနံအတင်းရဲ့လက်ရှိကာရာဖောင်၅ဘွဲကိုချိန်မှဆိုရင်တဘွဲနိုင်လေးဘွဲတည်းအဘတန်းလုံးဝဗျာကိုးတကူကတော့ပေးကိုပေးတယ်ဗျာကွဲတိုင်းလိုလိုဒီနီးပြပြောင်းပြီးတဲ့နောက်ပိုင်းမှာ တိုက်စစ်လက်ကောင်းလာသလိုခံစစ်ကလည်းကူရီပြန်ပြန်ပေးနေတာတွေ့ရတယ်ပေါ့နော်။ဒါဒါဘီပွဲစဉ်ပွဲလည်းဖြစ်တဲ့အတွက်တော်တော်လေးပြင်းထန်လာမှုလို့ထင်တယ်ဒီပွဲစဉ်။ဒီနှစ်သင်းတွေ့ခဲ့တဲ့နောက်ဆုံးဟာသူဟာ၅ချိန်ကိုကြီးမဲ့ဆိုလို့ရှိရင်တော့လီဗာပူးအတင်းက၂ချိန်နိုင်ထားတယ်။နှစ်ချိန်ရတည်ကြတာတစ်ချိန်ကအဗာရန်တင်းနိုင်ထားတာတွေ့ရတယ်ပေါ့နော်လီဗာပူးကတော့သူ့အိမ်ခွဲမှာဆိုရင်အများအားအသာစီးယူထားတာတွေ့ရတယ်။အဲဒီမှာလီဗာပူးကနိုင်ဂျီယာနှောင်းက89ရာခိုင်နှောင်းပေါ့နော် ဆိုကျွန်တော် wine swab ပေါက်ကြီးတွေကိုကြည့်မယ်ဆိုရင် wine swab မှာဖွင့်ထားတဲ့ botin use coyas ကိုကြည့်မယ်ဆိုရင်တထောင်လောက်ရင်းနဲ့စပစ်ထားတဲ့ no ရိုက်မယ်ဆို900ပစ်ထားတယ်ပေါ့နော်မိနစ်90တော်တော်မှအနည်းဆုံးနှလုံးလောက်နဲ့ရမယ်ဆိုတော့ကြည့်ဖွင့်ထားပါတယ်ဒီမိနစ်90တော်တော်မှကျွန်တော်လီဘာပူးအတင်းအနှလုံးလောက်တော့တွင်းမယ်ဆိုတော့ကြည့်ဖွင့်ထားတယ်အဲဘတ်တန်အတင်းကတော့တလုံးရဖို့တော့ရုံးကန်ရမယ်ဆိုတော့ကြည့်ဖွင့်ထားပါတယ် ီနေရာမှာတစ်ချက်စဉ်းစားရမှာကတော့ကျွန်တော် Everton အသင်းကအဝေးကွင်းပွဲစဉ်တွေကိုကြည့်ကြည့်လိုက်ပေါ့နော်အဝေးကွင်းမှာဆို၄ပွဲစဉ်တော့ရှောင်းမမရှိဘူး Brighton Crystal Palace Brentford Everton ဆိုတော့အလဲလတ်နဲ့အောက်မှာရှိတဲ့အသင်းတွေကိုတို့ခံဆော့ထားတယ်ပေါ့နော်အင်္ဂွန်ပွဲစဉ်တွေမှာဆိုလို့ရှိရင် West Ham United ရှိမယ်၊ Man U ရှိမယ်ပေါ့နော်ဒီလိုအသင်းတွေကိုခံစော့ထားတွေ့ရတယ်ပေါ့နော်ပွဲစဉ်မှာတော့ကျွန်တော်က body မှာ Liverpool body ကြိုက်ပါတယ်။ Liverpool အသင်းအနည်းဆုံး2-0လောက်နဲ့တော့နိုင်လွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ ွဲရွေးချယ်ရမှာဆိုစောက်တန်တန်နဲ့ခရစ်စတာပဲလစ်တို့ကဖွဲ့စဉ်ဖြစ်ပါတယ်ပဲလစ်ကအဝေးကွင်းနဲ့တလုံး30နံကိုပေါင်းကြီးက3လုံး60စာပေးထားတယ်ပေါ့နော်ဒီနေ့တင်းရအခြေအနေကတအားကွာနေတယ်ပေါ့နော်ပဲလစ်ကတော့39မှာအဆင့်7နဲ့မှရှိတယ်ပေါ့နော်အင်ရှင်အင်းပြင်းနဲ့စောက်တန်တန်အဆင့်20မှာရှိရ9မှာပေါ့သူကတန်းစင်းသွားပြီပေါ့ဗျာသူကဖွင့်ပြီးဆော့လာမှာပေါ့ဖွင့်ပြီးမှသူကဆော့လာမှာတေချာပေါ့ဗျာ ီနှစ်တည်းရဲ့ပထမအကြော့မှာတော့ Palace က2-1ဆိုမှနိုင်ထားပါတယ်။လက်ရှိကျွန်တော်ဆောက်တဲ့နံတည်းရဲ့ကာရာဖောင်ကိုကြည့်မယ်ဆိုရင်ဒီဘက်နောက်ပိုင်းနဲ့တင်မှာတော့မဆိုးပါဘူးနီးပြလဲပြီးတဲ့နောက်ပိုင်းရှောင်းတော့ရှောင်းနေတာနဲ့ဂိုးတွေတွန်းတွန်းနေတာတွေ့ရတယ်။နောက်ဆုံး၅ဘွဲ့ဆက်သူတို့ရှောင်းထားပါတယ်။ခရစ်စတာပဲလစ်ကိုကြည့်မယ်ဆိုခရစ်စတာပဲလစ်ကတော့ပရီးမီယံလိမ်မှာအိမ်ဝင်အဝေးဝင်ပြိုင်ပွဲဆုံးကြည့်မယ်ဆိုရင်၄ဘွဲ့နိုင်တဲ့ဘွဲ့ရှောင်းပေါ့အဲ့ဒါ Everton 1-2နဲ့ရှောင်းထားတာ။ ခရစ်စတာပဲလက်ကအင်ခွန်းထက်အဝေးဘက်မှာပိုကောင်းတဲ့အတင်းတင်းဖြစ်နေရတယ်တွေ့ရတယ်ပေါ့နော်ဒီနေ့တင်းရဲ့ head to head ကိုကြည့်မှဆိုရင်ဒါ premium league မှာပေါ့နော်အခုရောအရင်ကဟာရောကြည့်မှဆိုရင်ဒီနေ့တင်းတွေ့တိုင်းအများနဲ့အပြန်အလှန်ဖြစ်နေတာတွေ့ရတယ်ပေါ့နော်ကိုယ်ရအပြန်အလှန်တွေးမယ်ကိုယ်ရအပြန်အလှန်ချမယ်ပေါ့ဗျာဆိုလက်ရှိဒီဒီနေ့တင်းရဲ့နိုင်ဂျီးရီးယားနောက်မှာတော့ဆောက်တန်း18ရာခိုင်နှုန်းနဲ့ခရစ်စတာပဲလက်က64ရာခိုင်နှုန်း ဝိုင်းစပက်ပေါက်ကြီးတွေကိုကြည့်မယ်ဆိုရင်ဝိုင်းစပက်မှာ protein to score yes ကိုပေးထားတာကတော့1000 line 900 no ဆိုနဲ့စပေးထားတယ်မိနစ်90အတွက်တမအနည်းဆုံး3လုံးလောက်တော့ဖြစ်မယ်ဆိုတော့ကြည့်ဖွင့်ထားပါတယ်မိနစ်90အတွက်တမစောက်တန်တန်အထင်1လုံးလောက်တော့ရသွားမယ် crystal palace ကတော့အနည်းဆုံး1လုံးလောက်တွင်းမှာပေါ့နော်ဒီပွဲစဉ်မှာတကယ်လို့1လုံး10နိုင်ဆိုရင်တော့ကျွန်တော် palace body ကြိုက်တယ်ပေါ့နော်1လုံးတည်ရည်ဆိုရင်တော့ကျွန်တော်တို့တမျိုးစဉ်းစားရမှာပေါ့နော် ပဲလစ်ဘော်ဒီကြိုက်တယ်ဂိုးပေါင်း360နိုင်ဆိုတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဒီနေ့အခုလုံးကျွန်တော်ဂိုးပေါင်းအပေါ်ရွေးချယ်ထားပြီးပါတော့တကယ်လို့အာတကယ်လို့လောင်းဖို့စဉ်းစားထားရဆိုလို့ရှိရင်တော့အနားနီးလို့ခြေပြောင်းလဲတွေတစ်ချက်ဖြစ်တယ်ဆိုရင်တော့တစ်ချက်ပြန်ပြီးမှချင်းချိန်စီခြင်းတယ်ပေါ့နော်ကျွန်တော်အကြိုက်ကတော့ကျွန်တော်ပဲလစ်ကိုနည်းနည်းဖို့ကြိုက်မိတယ်ပါဆိုဆော့တန်တန်ဖွင့်ပြီးဆော့လာမှာတူကဘာမှပရက်ရှာမရှိတော့တန်လဲဆင်းသွားပြီပေါ့ဗျာအဲ့ဒါကြောင့်ပေါ့ပါဘုံမောင်းနဲ့ switch ပွဲစင်မှာဆိုရင် switch body ကိုပါပါလေးလောင်းစေခြင်းနဲ့ပြီးငိုးပေါင်းအပေါ်ထိုးကြည့်စေခြင်းနဲ့ပေါ့နော် ဒီ brighter နဲ့ bila မှာဆိုလို့ရှိရင်တော့ကျွန်တော် bila အတင်းလက်ရှိ car account ကြီးမှာကျွန်တော်ဆုံးဖြတ်ထားတာပါ Leicester နဲ့ Man City မှာဆို Man City body နဲ့ကိုပေါင်းပေါ့ပေါ့နော်အာဒီ Newcastle နဲ့ Brentford ဆို Newcastle အတင်းနဲ့ Newcastle အတင်းထိုးဖို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော် Liverpool နဲ့ Everton မှာဆို Liverpool ပြောခဲ့ပါတယ်ညီကိုတို့အားလုံးအဆင်ပြေကြပါလိမ့်ပေါ့နော်ကျွန်မချမ်းသာကြပါစေညမြန်မာပြည်ရဲ့တွေ့တာကျွန်တော်အရင်စိတ်မကောင်းဖြစ်ရတယ်အတန်တန်ပြောရမြန်မာပြည်အကြီးအကဲအများဆုံးညင်း ဒီကိုယ်တော့အလုံးနေကောင်းချမ်းချမ်းသာကြပါတယ်ဗျာမြန်မာပြည်ကြီးကအများဆုံးငြိမ်းချမ်းကြပါတယ်ဒီကိုယ်တော့အလုံးကနေကောင်းချမ်းချမ်းသာကြပါတယ်ဗျာမြန်မာပြည်ကြီးကအများဆုံးငြိမ်းချမ်းပါစေအခုဒီလိုမျိုးဖြစ်သွားတာတကယ်ဘုရားကျွန်တော်ဗျာဘလို့မှနေ့တိုင်းဗီဒီယိုကြည့်တဲ့ကျွန်တော် မျက်ရည်ချတယ်ကျွန်တော်ဘာလည်းမလုပ်နိုင်ဘူးကျွန်တော်ဘဝတွေကတအားဆိုးတယ်ဗျာကျွန်တော်အားရမငယ်ပါဘူးကျွန်တော်လည်းတန်းနိုင်သလောက်လူခံထားတယ်ဗောနော်ကျွန်တော်လှုပ်နေပါတယ်ဗျာပေးပါတယ်ကျွန်တော်လူတဲ့တန်းနေဗောနော် ဒါမှတကယ်တစိမ့်စိမ့်ကြည့်ရပါတော့ကျွန်တော် like comment subscribe လုပ်ပေးထားတဲ့ညီကိုတွေလည်းပိုင်ပါမယ်ဘုနာထမ်းမှာတော့ကျွန်တော်တကယ်တအားစိတ်မကောင်းဖြစ်ရပါဗျာ